အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DM 7107 Law of Evidence Chapter 9 of Witnesses တတိယအကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်9.1ပုံမှာ138 Who may testify တတိယအကြောင်းပုံမှာ138မည်သူမဆိုတက်တည်ကံတွင်ရှိသည်တို့ရာတွင်အသက်အရွယ်နုနယ်သောကြောင့်တော်၎င်း အလွန်အိုမင်းသောကြောင့်တော်လကောင်ကိုနိုင်ဖြစ်စေစိတ်နိုင်ဖြစ်စေယောဂါကတ်ဆွဲခြင်းကြောင့်တော်လကောင်အလားတူဖြစ်သောအခြားအကြောင်းတစ်ခုခုကြောင့်တော်လကောင်မိမိအားမေးမြန်းသည့်မေးခွန်းများကိုနားမလည်နိုင်သူသို့မဟုတ်စင်ရင်တိုင်းထာ၍ပြေဆိုခြင်းမပြုနိုင်သူဟုတရားရုံးကထင်မြင်ယူဆလျင်ထိုသူကိုတည်တည်ခံခွင့်မပြုရရှင်းလင်းချက်ယုတုတူတယောက်သည်မိမိအားမေးမြန်းသည့်မေးခွန်းများကိုနားလည်နိုင်စွမ်းလည်းမရှိ စင်ရင်တိုင်းထွာရေးဖြည့်ဆို့နိုင်စွမ်းလည်းမရှိလောက်အောင်ယူသွနေသည့်အခြေအနေမျိုးမဟုတ်လျင်တက်တည်ကံတွင်ရှိသည်9.1.1 Child Witness ကလေးတက်သည်အသက်အရွယ်နုနယ်လူမမဲ့ကလေးများကိုတက်တည်ထူသည့်အခါ၌တက်တည်အဖြစ်စစ်ဆေးခြင်းမပြုမီတင့်လျော်သော ပမာဏမေကုံများမေး၍မေးသည့်မေကုံများကိုနားလည်သလောအဖြစ်များကိုမိမိအသက်အရွယ်လောက်တာမန်လူများကဲ့သို့ဖြည့်ဆို့နိုင်သလားဟုစဉ်းစားဆုံးဖြတ်မိဖြစ်သည် ထို့သောမေကွန်ဆုံးဖြတ်ကြောင်းကိုအမှုတွဲတွင် တနည်းနည်းဖြင့်ဆောင်ရွက်သင့်သည်တက်သေးဤထွက်ဆိုချက် ပုံစံပေါ်တွင် ပနာမမေကွန်များနှင့်တက်သေးဤအဖြစ်များကိုရေးမှတ်လေးရှိသည်ခလေးငယ်တဦးအားတက်သေးအဖြစ်စစ်ဆေးခြင်းမပြုမီ ထိုခလေးသည် မေကွန်များကို နားလည်နိုင်သည့်အရေးရှင်ရှိမရှိကိုသိရှိနိုင်ရန်ယုံကတင့်လျော်သောမေကွန်များကိုမေး၍စမ်းသပ်ရမည်နားလည်နိုင်သည့်အရေးချင်းရှိသည်ဟုကျင်းနှံမှစစ်ဆေးရမည် ထို့သောစုံစမ်းပြီးကြောင်းကို၎င်း၏တက်သည့်ထွက်ချက်တွင်မှတ်တမ်းတင်ထားရမည်ဟု၍ပြည်သူတရားရုံးလက်ဆွဲတွင်ညွှန်ကြားထားသည်အာဖက်နှင့်ပြည်တော်စုသမရမြန်မာနိုင်ငံတော်အမှု၌ခလေးတက်သည့်တအူးအားစစ်ဆေးခြင်းမပြုမီကြမ်းကြင်ဆိုစေရမည်သို့မဟုတ်ဂတိတစ္ဆာပြုရမည်ဖြစ်တော်လဲထို့သောကြမ်းကြင်ခြင်းဆိုခြင်းဂတိတစ္ဆာပြုခြင်းမရှိဘဲခလေးကထွက်ဆိုစေကာမူ၎င်း၏ထွက်ဆိုချက်သည်တက်သည့်ကံဝင်သည်သို့တော်ထို့သောထွက်ချက်ကို မြေရွေးမြေများအလေးပေးသင့်သည်ကိုတရားရုံးကဆုံးဖြတ်ရန်ဖြစ်သည်ဟုထုံးဖွဲ့ထားသည်9.1.2ပုံမှား139 Damn witness စကားမပြောနိုင်သောတက်တီများစကားမပြောနိုင်သောတက်တီတူသည် စာရေးသားတင်ပြခြင်းသို့မဟုတ်လက်ရိပ်ခြေရိပ်ပြခြင်းကဲ့သို့သူတစ်ပါးနားလည်နိုင်သော အခြားတနည်းနည်းဖြင့်တက်တီပြတင်ပြနိုင်သည်တို့ရာတွင် ထိုကဲ့သို့စာရေးသားခြင်းတင်ပြခြင်းသို့မဟုတ် လက်ရိတ်ခြေပြခြင်းကိုတရားရုံးတွင်လူအများရှိ၌ပြုလုပ်ရမည်ထိုကဲ့သို့တင်ပြသောတတိခံချက်ကိုနှုတ်တတိခံချက်ဟုမှတ်ယူရမည်ဟုတတိခံအဥ်ရီပုံမှာ139တွင်ဖော်ပြထားသည်9.1.3ပုံမှာ120 husband of wife as a witness လင်မယားတတိတရားမမှုတွင်အမှုတယ်များနှင့်ရင်းတို့၏ဇနီးများသို့မဟုတ်ခင်မိုးများ ြစ်မှုဆိုင်ရာမှုကင်းတွင် ဆွဲဆိုခြင်းခံရသူ၏ခင်မွန်သို့မဟုတ်ဇနီးတရမမှုအားလုံးတွင်အမှုတည်များသည့်၎င်းအမှုတည်များ၏ခင်မွန်သို့မဟုတ်ဇနီးသည့်၎င်းတတိများအဖြစ်အစစ်ခံခွင့်ရှိသူဖြစ်သည်ဇနီးသို့မဟုတ်ခင်မွန်တည်များ၏တတိခံချက်ကိုတရားရုံးကလက်ခံရမည်ဖြစ်သည်ထို့အတူပြစ်မှုများတွင်လည်းတရားဆွဲဆိုခြင်းခံရသောသူ၏ခင်မွန်သို့မဟုတ်ဇနီး၏တတိခံချက်သည်လည်းတတိခံဝင်ကြောင်းတွေ့ရသည်9.1.4 ပုံမှာ121 Just and Magistrate တရားသူကြီးများပုံမှာ121တရားသူကြီးတဦးတယောက်ကိုများအစင်းမြင့်သောတရားယုံအထက်အစင်းမြင့်သောတရားယုံဤအထူးအမိန့်များပဲတရားသူကြီးအဖြစ်ဖြင့်တရားယုံတွင်ထိုသူဤပြုမှုဆောင်ရွက်ချက်သို့မဟုတ်တရားသူကြီးအဖြစ်ဖြင့်တရားယုံတွင်ဆောင်ရွက်နေစဉ်ထိုသူဤသိရှိခဲ့ရသည့်အကြောင်းအရာနှင့်ဆက်လင်း၍မိဂိုများကိုဖြေဆို့စေရန်အတင်းအကျပ်မပြုရ။ တို့ရရင်တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်နေခိုက်ထိုသူဤရှေးမောက်၌ဖြစ်ပွားခဲ့သောအကြောင်းအရာများနှင့်ဆက်လင်း၍ထိုသူအားစစ်ဆေးမေးမြန်းနိုင်သည်ဥပမာကာကြီးဆက်ရှင်တရားရုံးတွင်အမှုစစ်ဆေးခြင်းခံနေရသူ A က B ရာဇဝေးတရားသူကြီးတက်တဲ့တဦးဤထွက်ဆိုချက်ကိုနီလန်တကြမဟုတ်ပဲရေးမှတ်ထားကြောင်းလျှောက်ထားပြောဆိုသည်အစင်းမြင့်သောတရားရုံးဤအထူးအမိန့်မရပဲအဆိုပါရာဇဝေးတရားသူကြီးအား ထိုကိစ္စနှင့်ဆက်လင်းသည့်မိဂုံများကို အတင်းအကျပ်ဖြေဆိုစေခြင်းမပြုရခါခွေအေဒီရာဇဝေးတရားသူကြီးဘီအီရှိမောက်တွင်မူသားတည်တည်ကံမှုဖြင့်ဆက်ရှိတရားရုံးနှင့်ဆွဲဆိုခြင်းခံရသည် အစင်းမြင့်သောတရားရုံးက အထူးအမင်းအရာမဟုတ်လျင်အေမီတို့ပြောကြောင်းကိုဘီအားမေးမြန်းနိုင်သည်ကားငယ်ဆက်ရှင်တရားသူကြီးဘီရှိမောက်တွင် အမှုစစ်ဆေးခံရနေစဉ်အေဒီရဲရာရှိတအူးအားတည်ရန်အားထုတ်မှုဖြင့်ဆက်ရှင်တရားရုံးနှင့်ဆွဲဆိုခြင်းခံရမည် မိခဲ့သူဖြစ်ဖြစ်ကဲအကြောင်းကို အဆိုပါတရားသူကြီး BR မေးမြန်းနိုင်သည်9.1.5 Public Communication အခွင့်အရေးရရှိသော ပြောဆိုချက်များ A ပုံမှား123နိုင်ငံတော်ရေးရာနှင့်ဆက်လင်းသည့်တည်တည်ကံချက် B ပုံမှား124ရာထူးအလုတ်တော်ဝင် အလျောက်တတိပေးထားသော အချက်များ C ပုံမှား125ပြည်မှုကျွလွန်ခြင်းနှင့်ဆက်လင်းသည့်တည်ရင် D ပုံမှန်126ရှေ့နေရှိရဲ့လုပ်ငန်းအရာ ပြောဆိုရေးသားချက်များ9.1.6ပုံမှန်123 Evidence as to affray or state နိုင်ငံရေးရာနေဆက်လင်းသည့်တည်တည်ခံချက်နိုင်ငံတော်ရေးရာနေဆက်လင်း၍ထုတ်ပြန်ကြေညာခြင်းမပြုသည့်ရုံးမှတ်တမ်းပါအချက်များကိုတက်ဆိုင်ရာဌာနအကြီးအကဲဤခွင့်ပြုချက်မရပဲမြေသူများတည်တည်ခံတင်ပြခွင့်မရှိစေရအဆိုပါဌာနအကြီးအကဲသည်မိမိသင့်သည်ထင်မြင်သည့်အတိုင်း ထုတ်ခွင့်ပြုချက်ကိုပေးရမည်သို့မဟုတ်မပေးဘဲနေရမည်ထုတ်ပြထမ်းချက်ကိုကြည်ချင်းအပြင်ပြည်သူဝန်ထမ်းများသည်သက်ဆိုင်ရာဌာနအကြီးအကဲဤခွင့်ပြုချက်မှတပါနိုင်ငံရေးရာနှင့်ပတ်သက်သောအစိုးရကထုတ်ပြန်ကြေညာခြင်းမပြုရသေးသောမှတ်တမ်းမှတ်ချက်များကိုတသက်ကံတင်ပြနိုင်ခွင့်မရှိကြောင်းတွေ့ရသည်ဥလောယုံနှင့်ဥလှမောင်အမှုတွင်သက်ဆိုင်ရာဌာနအကြီးအကဲသည်တိုင်းရေးပြည်နှင့်ဆက်လင်းသည့်မှတ်တမ်းများကိုတရားရုံးတွင်တင်ပြခြင်းကို မိမိသဘောအတိုင်းငင်းဆန်ပိုင်ခွင့်ရှိသည်ဟု၍ဆုံးဖြတ်ထားသည်9.1.7ပုံမှား124 official communication ယာဒူးအလုတ်ဝတ္တရားအလျောက်အတိပေးထားသော အချက်များပြည်သူဝန်ထမ်းတဦးကမိမိအားယာဒူးအလုတ်တာဝန်အလျောက်ယုံကြည်စိတ်ချ၍အတိပေးထားသောအချက်များကိုထုတ်ပေါ်ပြောဆိုခြင်းအပြင်အများပြည်သူအကြိုထိခိုက်နှင်နာမည်ကိုထင်မြင်ယူဆလျင်ထိုပြည်သူဝန်ထမ်းအားအဆိုပါအတိပေးထားသောအချက်များကို အတင်းအကျပ်ထုတ်ဖော်ပြောဆိုခြင်းမပြုရဟုတတိကံအဥ်ဒီပုံမှား124တွင်ဖော်ပြထားသည်9.1.8ပုံမှား125 information as to commission or offense ပြစ်မှုကျွလွန်ခြင်းနှင့်ဆက်လင်းသည့်တရင်ပြစ်မှုတစ်ခုခုကျွလွန်ခြင်းနှင့်ဆက်လင်းသည့်တရင်ကိုမြေသူထံမှရရှိကြောင်းပြောဆိုရန်မြေသည့်ရာဇဝတ်တရားသူကြီးသို့မဟုတ်မြေသည့်ရဲအရာရှိကိုများအတင်းအကျပ်မပြုရ ြည်သူအခွန်ငွေရောရွာစေရန်ပြည်မှုတစ်ခုခုကျူးလွန်ခြင်းနှင့်ဆက်လင်းသည့်တည်င်းကို မြေသူထံမှရရှိကြောင်းပြောဆိုစေရန်မြေသည့်အခွန်အရာရှိကိုများအတင်းကျပ်မပြုရဟုတတိကံအဥ္ဒေပုံမှာ125တွင် ဖော်ပြထားသည်ရှင်းလင်းချက်ဤပုံမှာတွင်အခွန်အရာရှိဆိုသည်မှာနိုင်ငံတော်အခွန်ငွေဆိုင်ရာဌာနတစ်ခုတွင်လုပ်ငန်းဆောင်ရွက်ရသည့်အရာရှိကိုဆိုလိုသည်9.1.9ပုံမှာ126 Professional Communications ရှေ့နေရှေ့ရဲ့လုပ်ငန်းအရာ ပြောဆိုရေးသားချက်များရှေ့နေတူသည်မိမိအမှုတွေကအတီအလင်းသဘောတူခြင်းမရှိလျင်ထိုအမှုတွေဤရှေ့နေအဖြစ်ဆောင်ရွက်နိုင်ရန်အလို့ငါထိုသို့ဆောင်ရွက်နေစဉ်အတွင်သိရှိထားသည့်မိမိရာအမှုတွေကဖြစ်စေ အမှုတွေအတွက်တူဦးကဖြစ်စေပြောဆိုရေးသားချက်သို့မဟုတ်မိမိတီးခွင့်ရခဲ့သည့်စာချုပ်စာတမ်းတစ်ခုတွင်ပါရှိသောအချက်များသို့မဟုတ်စာချုပ်စာတမ်းဤအခြေအနေသို့မဟုတ်မိမိ၏အမှုတွေများအားမိမိပေးခဲ့သည့်အကြံဉာဏ် မည်သည့်အခါများထုတ်ပေါ်ပြောဆိုခွင့်မရှိစေရ။တို့ရာတွင်ဤပုံမှပြဋ္ဌာန်းချက်ကို အကာအကွယ်ယူ၍အောက်ပါအချက်တို့ကိုထုတ်ပေါ်ပြောဆိုခြင်းမပြုဘဲနေခွင့်မရှိစေရ။၁တရားဥပဒေနှင့်မညီသောအကြံစီတစ်ခုခုဖြစ်မြောက်စေရန်အလို့ငါပြောဆိုရေးသားချက်တရရက်။၂အမှုတည်းဤရှေ့နေဖြင့်ဆောင်ရွက်နေစဉ်အတွင်မိမိတွေ့ရှိရသည့်အချက်တစ်ခုခုအရာ ပြစ်မှုတို့မဟုတ်လိန်လယ်မှုတစ်ခုခုကိုထိုအမှုတည်းဤရှေ့နေအဖြစ်သို့ဆောင်ရွက်ခြင်းစတင်ပြီးနောက်တွင် ကျူးလွန်ထားကြောင်းပေါ်လွင်လျင် ထို့သို့တွေးရှိသောအချက် ရှေ့နေက သိရှိထားသည့်ဆိုရာ၌အမှုတွေသို့မဟုတ်ရင်းဤကိုသာဆောင်ရွက်သူနှင့်ဆက်သွယ်ရာ၌သိရှိရသောအကြောင်းချင်းရာအလုံးအကျုံးဝင်သည် အမှုတွေကိုယ်တိုင်ဖြစ်စေရင်းဤကိုစားဖြစ်စေ အတီအလင်းတော်၎င်းအခြားနည်းဖြင့်တော်၎င်းသိရှိရသောအကြောင်းချင်းရာအလုံးကိုဆိုလိုသည်ရှင်းလင်းချက်ဤပုံမှန်တွင်ဖော်ပြထားသောဆောင်ရွက်ရန်တာဝန်မှာသက်ဆိုင်ရာအမှုတွင်ရှင်းနေပြီးဆောင်ရွက်ခြင်းပြီးဆုံးတော်လဲဆက်လက်တည်ရှိသည် illustration a အမှုတဲ့ a ကရှိနေပြီးရကျွန်တော်လိန်လဲအတူပြုမှုကိုကျွလွန်ခဲ့၍ကျွန်တော်အတွက်ခုခံခြေပါပေးပါဟုပြောသည် ပြစ်မှုကျွလွန်ကြောင်းထင်ရှားသူအတွက်ခုခံခြေပါခြင်းသည် ပြစ်မှုမကင်းသည့်အကြံအစီမဟုတ်သောကြောင့်ထိုပြောဆိုချက်ကိုရှိနေကထုတ်ဖော်ပြောဆို권မရှိ b အမှုတဲ့ a ကရှိနေပြီးရကျွန်တော်ဤလိန်လဲအတူပြုလုပ်ထားသည့်စာချုပ်ဖြင့်ပစ္စည်းကိုရယူလိုပါသည် ထိုစာချုပ်ဖြင့်တရားဆွဲပေးပါဟုပြောသည်ထိုပြောဆိုချက်မှာပြစ်မှုမကင်းသည့်အကြံအစီဖြစ်မြောက်ရေးအတွက်ပြောဆိုချက်ဖြစ်၍ရှေ့နေက မထုတ်ဖို့မပြောဘဲနေခွင့်မရှိ9.1.10ပုံမှာ129 session 1262 apply to enterprise ပုံမှာ126ကိုစကားပြန်များစသည်တို့နှင့်သက်ဆိုင်စေခြင်းပုံမှာ126ပါပြဋ္ဌာန်းချက်များသည့်စကားပြန်များနှင့်တော်၎င်း ရှေ့နေများ၏စရေးများသို့မဟုတ်အစီကံများနှင့်တော်၎င်းတက်ဆိုင်စေရမည်9.1.11ပုံမှား128 Previous knowledge by voluntary evidence အလိုလျောက်တည်တည်ခံခြင်းကြောင့်အခွင့်အရေးကိုစွန့်လွတ်ရမရောက်ခြင်းတရားမမှုတွင်အမှုတဲ့တူဦးကမိမိအလိုလျောက်ဖြစ်စေအခြားအကြောင်းကြောင့်ဖြစ်စေတည်တည်ခံလျင်ထို့သို့တည်တည်ခံခြင်းကြောင့်ပုံမှား126တွင်ဖော်ပြပါရှိသည့်အချက်များကို ထုတ်ဖော်ပြောဆိုပေးရန်ထိုအမှုတွေကသဘောတူသည်ဟုမှတ်မှတ်ယူရထို့ပြင်တရမမှုသို့မဟုတ်မူကင်းကိစ္စတစ်ခုတွင်အမှုတွေတအူးကအဆိုပါရှိနေတအူးအားတက်တဲ့အဖြစ်ခေါ်ယူမေးမြန်းရ၌လေထို့သောမေးမြန်းခြင်းမပြုပါကထိုရှိနေအနေဖြင့်ထုတ်ဖော်ပြောဆို권မရှိသောကိစ္စကိုမေးမြန်းမှသာလျှင်ဆိုခဲ့သည့်အတိုင်းထုတ်ဖော်ပြောဆိုစေရန်ထိုအမှုတွေကသဘောတူသည်ဟုမှတ်ယူရမည်ဟုတက်တဲ့ကံအုပ်တွေပုံမှာ128တွင်ဖော်ပြထားပါသည် 9.1.2ပုံမှား129 Confident Communications with Legal Advisors ရှင်းနေများနှင့် အတွင်ရေးဆက်သွယ်မှုများမိသည့်အမှုတယ်မဆိုမိမိအလိုလျောက်တရားရုံးတွင်တက်သည့်အဖြစ်အစ်စ်မခံလျင်ထိုသူနှင့်ရင်းဤရှိနေတို့တဦးနှင့်တဦးအတွင်ရေးဆက်သွယ်မှုရေးသားချက်များကိုတရားရုံးတွင် ထုတ်ပေါ်ပြောဆိုစေရန်ထိုသူအားအတင်းအကျပ်မပြုရအကွက်၍ထိုသူသည်မိမိအလိုလျောက်တက်သည့်အဖြစ်အစ်စ်ခံလျင်အဆိုပါဆက်နွယ်မှုများ အနေထိုသူတင်ပြထားသောတတိကံချက်ကိုရှင်းလင်းရန်အတွက်သိရှိရန်လိုအပ်သည်ဟုတရားရုံးကထင်မြင်သောဆက်သွယ်မှုမှတပါအခြားဆက်သွယ်မှုကို ထုတ်ပေါ်ပြောဆိုစေရန် ထိုသူအားအတင်းအကျပ်မပြုနိုင်ဟုတတိကံအုပ်တွေပုံမှား129တွင်ဖော်ပြထားပါသည်9.1.13ပုံမှား130 Protection of Identity of Witness Not a Party အမှုတွေမဟုတ်သောတတိဤပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများကိုတင်ပြခြင်း တရားမမှုတွင်အမှုတွေမဟုတ်သောတက်တီတဦးထံမှတစုံတစ်ခုသောပစ္စည်းကိုအဆိုပါတက်တီပိုင်ဆိုင်ခွင့်ရှိကြောင်းဖော်ပြသည့်စာချုပ်စာတမ်းများသို့မဟုတ်ရွှေပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေမရွှေပြောင်းနိုင်သောပစ္စည်းကို ဖြစ်စေအပေါင်ခံသူအဖြစ်အဆိုပါတက်တီကလက်ရှိထားရာတွင်ထို့သို့လက်ရှိထားခွင့်ရှိသောစာချုပ်စာတမ်းသို့မဟုတ်စာချုပ်စာတမ်းတစ်ခုကို တင်ပြခြင်းကြောင့်ထိုတက်တီအားပြမှုထိုက်တဲ့နိုင်မီဖြစ်လျင်ထို့သို့သောစာချုပ်စာတမ်းကိုတင်ပြစေရန်ထိုတက်တေအားအတင်းအကျပ်မပြုရ တို့ရာတွင်ထိုတက်တေကထိုစာချုပ်စာတမ်းများကို တင်ပြပါမည်ဟု၍ထိုတို့တင်ပြစေလိုသူနှင့်ဖြစ်စေထိုသူမှတဆင့်အခွင့်အရေးတောင်းဆိုသူနှင့်ဖြစ်စေရေးသား၍သဘောတူညီထားလျင် ထိုတို့တင်ပြစေရန် ထိုတက်တေအားအတင်းအကျပ်ပြုနိုင်သည်ဟုတက်တေကံအဥရိပုံမှ130တွင် ဖော်ပြထားပါသည်9.1.14 ပုံမှ131 Protection of document with another person have possession could refute to protections အခြားသူ၏လက်ဝဲရှိလျင်ထိုသူကတင်ပြရန်ညှင်းဆိုနိုင်သောစာချုပ်စာတမ်းများကိုတင်ပြခြင်းတဦးတယောက်သောသူ၏လက်ဝဲရှိသော စာချုပ်စာတမ်းများမှအခြားသူတဦး၏လက်ဝဲရှိပါကထိုအခြားသူကတင်ပြရန်ညှင်းဆိုနိုင်ခွင့်ရှိသော စာချုပ်စာတမ်းများဖြစ်နေလျင်ရင်းတို့ကို တင်ပြစေရန်ထိုအခြားသူကသဘောတူခွင့်ပြုခြင်းမရှိသေးသမျှထို့သောတင်ပြစေရန်အဆိုပါစာချုပ်စာတမ်းလက်ဝဲရှိသူအားအတင်းကျပ်မပြုရဟုသက်တေကံအုပ်၏ပုံမှာ 131တွင် ဖော်ပြထားသည်9.2 accomplice as a witness ပြစ်မှုကျူးလွန်ရာတွင် ကြံ့ရပါ9.2.1ပုံမှား133 accomplice ပြစ်မှုကျူးလွန်ရာတွင်ကြံ့ရပါပြမှုကျူးလွန်ရာတွင်ကြံရပါတဦးသည်တရားခဏနှင့်စန့်ကျင်၍တက်သည့်အဖြစ်အစစ်ခံနိုင်တွင်ရှိသူဖြစ်သည်အခြားအထောက်ကူပြုသောတက်သည့်ကံကျဲမရှိဘဲအဆိုပါကြံရပါတဦး၏တက်သည့်ကံကျဲအပေါ်တွင်သာအခြေပြု၍တရားခဏအား ပြစ်မှုထင်ရှားစီရင်ခြင်းသည်တရားဥပဒေနှင့်မညီမဖြစ်စေရ။ပြည်ထောင်စုမြန်မာနိုင်ငံနှင့် SJ3 Battery အမှုတွင်တက်တည်တူတယောက်ကြံရပါသူဟုတ်မဟုတ်မှာအမှုဤအကြောင်းချင်းရာအဖြစ်သည်။ကြံရပါသူသည်ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူတအူးဖြစ်သည်။သို့မဟုတ်အခြားတရားခဏ်များနှင့်ပူးတွဲတရားဆွဲဆိုခြင်းခံထိုက်သူတအူးဖြစ်သည်ဟု၍ဖော်ပြထားသည်။ရေဘူးအားအဖြင့်ကြံရပါတို့၏ထွက်ဆိုချက်ကိုကန့်ကွက်ပြောဆိုရန်အကြောင်းများရှိသည်။ထိုအချက်မှာ မိမိကိုယ်ကိုကာကွယ်ခြင်းလူငင်းချမ်းသာခွင့်ကိုရစေမည်ဟုဂတိရထားခြင်းနှင့်တသက်ညာညာဖြစ်လိမ့်မည်ဟုမျှော်လင့်ထားခြင်းတို့ဖြစ်သည်ဟုအောင်ဖေနှင့်အစိုးရအမှုတွင် ဖော်ပြထားသည်မိသည့်အမှုတွင်မဆိုအကြောင်းချင်းရာတရရက်ကိုတက်တည်ထင်ရှားတင်ပြရန်အတွက်တက်တည်ဥယီမိများလိုအပ်ကြောင်းတတ်မှတ်ခြင်းမရှိစေရဟုတက်တည်ကံအုပ်၏ပုံမှာ134တွင်ဖော်ပြထားပါသည်